်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖန်အနှင့်မော်လမြိုင်ခီးစစ်များတွင်မြေအောင်လိုင်းကပြည်내အစိုးရများကတည်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထိပဲကိုပိုင်ရေဘူးနှင့်အစားတောက်များကိုသာယူဆောင်စားတောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ဖအံမြို့နယ်နှင့်မွန်ပြည်နယ်မော်လမြိုင်တို့သွားရောက်သည့်ခီးစင်များတွင် အကြံဖတ်မြောင်းလိုက်ကသက်ဆိုင်ရာပြည်내အစိုးရအဖွဲ့ကပြင်ဆင်တိတ်ခင်းထားသောရှေ့ရင်းရွေးလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတို့မထီမစားမတော့ပဲ၎င်း၏ကိုရေးအရာရှိအဖွဲ့ကပြင်ဆင်ပေးသောကိုပိုင်ရေဘူးပါရှေ့နှင့်အစားတောက်များကိုသာယူဆောင်စားတောက်ကြောင်းအစိုးရခီးစဉ်အတွင်မြောင်းလိုက်နှင့်တွဲဆောင်ခွင့်ရခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်များကပြောဆိုပါရအကြံဖတ်မြောင်းလိုက်ကနိုဝင်ဘာလ15ရက်နေ့ကရင်ပြည်နယ်ဖအံမြို့နယ်သို့၎င်း ်နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်မြို့သို့၎င်းသွားရောက်ပြီးဌာနဆိုင်ရာတွဲဆောင်ဖွဲများမြို့ကိုကြည့်ရှုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းထို့သို့လှုပ်ဆောင်ရာတွင်မြောင်းလိုင်ကသက်ဆိုင်ရာပြည်내အစိုးရဖွဲ့ကတည်ခင်းပေးထားသောတောက်ရီလက်ဖက်ရှင်တွင်အချို့ဘွဲနှင့်အစားတောက်များကိုလုံးဝမစားတောက်သည့်အပြင်တိုးထိချင်းတာမပြုလုပ်ကြောင်းအချင်းတော်တော်များများတွင်ထင်းရမရကိုမင်းအောင်လိုက်ကရှောက်ပြောနေခဲ့ပြီးပြေဆောင်ပွဲများတွင်အနည်းဆုံးတနအီကျော်ကြာအောင်မယမနာတအူးတဲ့ပြောဆိုမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။သူရှိမှရှိရှင်တွေခွတ် မြမမုံနဲ့လက်ဖက်အချိုးပွဲတွေချထားတယ်။သူတခြားလုံးစကားပြောတယ်တဏှာကြီးကြော်လောက်ကြတယ်။အဲ့ဒါသူရှိမှချထားတဲ့ပြည်နယ်အစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရင်ရှင်ရွေအချိုးပွဲမတို့မထီဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တယ်။နေ့လယ်စာရီဘာရီစားတော့လေပြည်နယ်အစိုးရအဖွဲ့ကစီစဉ်ပေးတာမစားဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်တာကိုပဲစားတယ်ဟုမြောင်လိုက်အပြုမူနေအနေထိုင်ကိုတေချာသတိထားမိခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုပါရယ် ။လင်းအောင်လိုင်းသည်ကရင်ပြည်နယ်ဖမ်းအမျိုးခီးစဉ်အတွင်းလုံခြုံရေးစိတ်မချရမှုနှင့်ခီးစဉ်သတင်းပေါက်ကြားမှုကြောင့်အစီအစဉ်များဖျက်သိမ်းခြင်းနှင့်တပ်နှင့်တွဲဆုံပွဲများဖျက်သိမ်းမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာလ15ရက်နေ့ဖမ်းအမျိုးခီးစဉ်အတွင်းအကြံဖတ်မင်းအောင်လိုင်းကဌာနဆိုင်ရာတွဲဆုံပွဲနှင့်လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနှင့်စွဲကပင်မိုးလုံလေးလုံးအားကစားခွင့်တည်ဆောက်မှုကိုတွားရောက်ဆစ်ဆီးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖအန်တက်နယ်တွေ့ဆုံပွဲနှင့်တောင်ကလေးစစ်စေးရုံတို့သွားရောက်မြေစီစဉ်များကိုဖျက်သိမ်းခဲ့ကြောင်း ရှင်အောင်ဖအန်တွင်ညမအိတ်တော်ပဲရဟတ်ရင်ဖြင့်မော်လမြိုင်သို့ထွက်ခွာကာအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါသည်။ဆလပင်းစစ်တပ်လုတ်တဲ့ပွဲတွေတက်လိရှိတဲ့အဖွဲ့ဥက္ကဋ္ဌဟာဗိုလ်ချုပ်ကြီးစောမှုတူးစေဖို့နဲ့ပရိုရွှေမောင်းကို KNU ပဲထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အဖွဲ့စည်းရဲ့မူဝါဒကိုတတိပေးနေတဲ့ကြားရက်ကပဲအဖန်တလေးလေးကျူးလွန်ဖောက်ပြက်ခဲ့လို့ပါ။ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟာဗိုလ်ချုပ်ကြီးစောမှုတူးစေဖို့နဲ့ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌပရိုဆော်ရွှေမောင်တို့ကိုအဖွဲ့ကထုတ်ဖော်လိုက်ကြောင်း KNU ဗဟုပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကအတည်ပြုပါရယ်ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့နေပရိုဆော်ရွှေမောင်တို့က KNU ကချမှတ်တဲ့စည်းကမ်းတွေမလိုက်နာလို့အဖွဲ့ရဲ့73ကြိမ်မြောက်ဗဟုအလုံးမှုဆောင်အစည်းအဝေးကထုတ်ဖော်ဖို့ဆုံးဖြတ်ခဲ့တဲ့သတင်းတွေအပေါ်ပရိုဆော်တော်နီကအခုလိုပြောပါရယ်အတီးပြူပါရခင်ဗျာအဖွဲ့အစည်းရဲ့မူဝါဒကိုသတိပေးနေတဲ့ကြားရဲကပဲအဖန်တလဲလဲကျူးလွန်ဖောက်ဖျက်ခဲ့လို့ပါခင်ဗျာလို့ပရိုဆော်တော်နီကပြောပါရယ် ကရင်သတင်းရင်းမြစ်တဲအူကလည်းပြီးခဲ့တဲ့တစ်ပတ်လောက်ကကျင်းပခဲ့တဲ့ဗဟိုအလုံးမှုဆောင်အစည်းအဝေးမှာဗိုလ်ချုပ်ကြီးစောမှုတူစေဖို့နဲ့ပရိုဆော့ရွှေမောင်တို့ကိုထုတ်ဖယ်ဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်လို့ပြောပါတယ်။အခုလိုဥက္ကဋ္ဌဟောင်းတအူကို အဖွဲ့ကထုတ်ပယ်တာဟာပထမဆုံးအကြိမ်ဖြစ်ပြီးအခုလိုဖြစ်ရပေါ်စိတ်မကောင်းဖြစ်ရပေမယ့်ခိုင်ခံရှင်ရဲ့လောက်ရပေါ်မူတီဖြစ်ပေါ်လာတယ်လို့လည်းသူကပြောပါတယ်။ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ဟာ KNU ဥက္ကဋ္ဌအဖြစ်တက်တန်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အခုလိုထုတ်ပယ်ရတာဟာစစ်ကောင်စီကဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကိုဝနကြော်ထင်ဖွဲ့ပေးအပ်တဲ့ဖြစ်စဉ်တွင်စစ်ကောင်စီကျင်းပတဲ့အပြစ်ရစဲကြီး NCA နှစ်ပတ်လည်ပွဲတွေတက်ရောက်တာတွေကြောင့်ဖြစ်တယ်လို့ပြောပါရယ်အဲ့ဒီပွဲတစိ့တွေကသူနဲ့မဆိုင်ဘူးလေနောက်ပြီးတော့အပြစ်ခက်ရစဲကြီးကျင်းပတဲ့ပွဲတွေသွားတာအဲ့ဒါကျွန်တော်တို့အဖွဲ့အစည်းမှုနဲ့မကိုက်ညီဘူးပေါ့ဘလို့ပဲဖြစ်ဖြစ်အဖွဲ့အစည်းမှုသဘောအရာကတော့ဥက္ကဋ္ဌဖြစ်စီဘယ်သူဖြစ်စီထုတ်သိရင်ထုတ်မှာပဲလေသူဗိုလ်ချုပ်ကြီးမူတူစေဖို့ကတော့သူ့စိတ်နဲ့သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူလုပ်တာပဲ သူ့အခွင့်ရေးပဲလေစိတ်တော့ပဲကောင်းမလဲဒါပေမဲ့သူ့လုပ်ရက်ကသူ့လုပ်တာပဲလို့ကရင်တရင်ကြီးမြတ်တူကပြောပါတယ် KNU ဟောင်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့အဖွဲ့ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကိုစေကောင်းဆောင်မြောက်လိုင်းက2022တကြံအပြီးနှစ်ဆန်းတရက်နေ့မှာဝနကြော်တင်ဖွဲ့ပေးခဲ့ပါတယ်ဒီလိုပေးအပ်တာဟာစစ်တပ်ကသွေးခွဲတာဖြစ်တယ်လို့ပရိုဆော်တော်နီကပြောထားပါတယ်ဘူချုပ်ကြီးစောမှုတူစေဖို့နဲ့ဘရိုရွှေမောင်တို့ဟာ2023နှစ်ကုန်ပိုင်းကလည်းစစ်ကောင်စီကောင်းဆောင်မြောက်လိုင်းကိုနှိပြီးတော့မှသွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ အဲ့ဒီလိုတွစ်ဆုံမှုဟာ KNU နဲ့လုံးဝမသက်ဆိုင်ကြောင်း ProSortoni ကထုတ်စဉ်ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ KNU ဟာစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ပြီးပြည်သူနဲ့အတူရပ်တည်တိုက်ပွဲဝင်နေတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ဆက်လက်ပြီးတရုတ်နဲ့ဆက်ဆံရေးတင်းမာမှုတွေကိုဖြေရော့စေဖို့ပေကျင်းကိုဂျပန်ကိုဆက်လက်အဖွဲ့စေလွတ်တယ်ဆိုတဲ့သတင်းကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တရုတ်နဲ့နှစ်ဖက်ဆက်ဆံရေးတင်းမာနေမှုတွေကိုဖြေရော့ဖို့ရှိရွယ်ပြီးဂျပန်ဟာတန်တမန်ရေးဆိုင်ရာအထူးကိုယ်စားလှယ်တအုပ်ကိုပေကျင်းမြို့စီဆေးလွတ်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်တဲ့ဆာနေအဲတက္ကဤချီကလာဆန်းပိုင်းမှာလွှတ်တော်တဲ့ပြောဆိုခဲ့တဲ့စကားတစ်ခုကိုအကြောင်းပြုပြီးအရှိအာရှအင်အားကြီးနှစ်နိုင်ငံကြားဆက်ဆံရေးအေးခဲမှုတွေအစပြုလာခဲ့တာဖြစ်ပါတယ်။အတိုက်ခံအမတ်တအူးကတကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်အစိုးရအနေနဲ့ဘာလို့မလဲလို့မေးမြန်းတဲ့အခါတက္ကဤကထိုင်ဝမ်ကိုကူဖို့ဂျပန်ရဲ့ပြီးအဆောင်တက်တွေကိုထန့်ကျက်စေမယ်လို့အထိပ္ပယ်မျိုးတုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ဒီကိစ္စဟာတရုတ်အတွက်အကြီးအကျယ်ဒေါသထွက်စရာဖြစ်စေခဲ့ပြီးဂျပန်သံမတ်ကြီးကိုပါစင်ခေါ်ပြီးကန့်ကွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကောင်စစ်ဝင်တအူကတကက်အီချီရဲ့စကားကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့ရမှာချဲ့သွင်းသုံးဆွဲတဲ့စကားပုံတစ်ခုကဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တင်နေဆိုတဲ့သဘောမျိုးပါအတိတ်ပဲနှစ်ခွထွက်နေခဲ့တာကြောင့်ပြည်ထနာတွေပို့ရှုပ်ထွေးကုန်ပါတယ်။အဲဒီနောက်တရုတ်ကနိုင်ငံသားတွေအနေနဲ့ဂျပန်ကိုသွားရောက်လက်ပတ်တာမျိုးမလုပ်တင်ကြောင်းတိုက်တွန်းခဲ့တယ်လို့တရုတ်မှာယုံတင်မဲ့ဂျပန်ရုပ်ရှင်တွေကိုလည်းဆိုင်းငံ့ထားဖို့အမိန့်ပေးခဲ့ပါတယ်။ ဒီအခြေအနေကဂျပန်ရဲ့ကမ္ဘာလှည့်ခီးသွွားလုပ်ငန်းအပေါ်တိတိတသားထိခိုက်စေပြီးဂျပန်စီးပွားရေးလုပ်ငန်းတွေရဲ့ဈေးကွက်ရှယ်ယာတန်ဖိုးတွေနဲ့အကျဖက်ဦးတည်သွားစေခဲ့ပါတယ်။တကယ်အချီကတော့သူ့ရဲ့စကားဟာတရုတ်ကိုရန်စားဖို့မရည်ရွယ်ခဲ့ပဲဂျပန်ရဲ့ရှိရင်ဆွဲရက်တီမှုမူဝါဒတွေကိုပဲတိတိကျကျမှတ်ချက်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တရုတ်ကတော့ထိုင်ဝမ်ရေးမှဂျပန်ကသာတကယ်ပဲစည်ရေးအယဝင်ဆွတ်ဖက်ရင်မရှုမလရှုံးနိမ့်မှုမျိုးကြုံသွားစေမယ်လို့တောင်းချိန်ချောက်ထားပါတယ်။ တင်းမာမှုတွေကဇက်တိုက်ပိုတိုးလာနေတဲ့နောက်ဂျပန်ဟာနိုဝင်ဘာ18ရက်နေ့မှာတော့နိုင်ငံသားရေးဝင်ကြီးဌာနရဲ့အာရှသမုဒ္ဒရာပိုင်းဆောင်ရေးရာအကြီးအကဲမာဆာကီကာနိုင်ကိုပေကျင်းစီဆီလုတ်ခဲ့ပါတယ်။သူဟာတရုတ်နိုင်ငံသားရေးဝင်ကြီးဌာနရဲ့နိုင်ငံတကာစီးပွားရေးဌာနခွဲဒုတိယညွှန်ကြားရေးမှူးချုပ်ဖျူချင်ဆောင်အပါအဝင်တရုတ်အရာရှိတချို့နဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်သွားမယ်လို့ကျိုတိုသတင်းဌာနကဖော်ပြခဲ့ပါတယ်။ ကာနိုင်ရဲ့မစ်ရှင်ဟာဂျပန်ရဲ့လုံခြုံရေးမူဝါဒကရုတ်တရက်အပြောင်းလဲဖြစ်သွားတာမျိုးမဟုတ်ကြောင်းရှင်းပြဖို့လက်ရှိပြဿနာတွေပိုဆိုးမလာအောင်ထိမ့်သိမ့်သိမ့်သိမ့်ကင်တွယ်ရေးတရုတ်ကိုညှိနှိုင်းတောင်းဆိုဖို့ဖြစ်နိုင်ပါတယ်။ထိုင်ဝမ်ဟာဂျပန်ပိုင်အနောက်ဖက်ဆုံးကျွန်းဖြစ်တဲ့ယွန်နာကူနီရဲ့130ကီလိုမီတာလောက်အကွာမှာတည်ရှိပါတယ်။ဂျပန်နဲ့တရုတ်ကြားလက်ရှိဆက်ဆံရေးဟာအကောင်းဆုံးမဟုတ်တဲ့အတိုင်းအစိုးရအချင်းချင်းဆက်သွယ်မှုအတွက်လမ်းကြောင်းတော်တော်များများကဖွင့်ထားစေလို့ဂျပန်အစိုးရအတွင်းရေးမှူးချုပ်ယုံကကာနိုင်ရဲ့ဘေကျင်းခီးစင်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးခဲ့ပါတယ်။ ကာနိုင်ဟာတရုတ်အနေနဲ့တင့်တော်မှန်ကန်တဲ့အဆင့်တွေကိုဖျက်ဆီးလှုပ်ဆောင်ပေးဖို့တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်းအစိုးရအတွင်းရေးမှူးချုပ်ယုံကြေညာချက်မှာဖော်ရှိခဲ့ပါတယ်။ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ကတော့တရုတ်ဟာဂျပန်အပေါ်တမင်အပြစ်ရှာပြီးဖိအားပေးနေတာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။ကနူးအင်စတီကျူကမ္ဘာရေးရလေးလာမှုဌာနရဲ့ဂျပန်တရုတ်ဆက်ဆံရေးဆိုင်ရာသုတေသီကင်ကန်ဂျီမီနီမူရာကလည်းတရုတ်အစိုးရအနေနဲ့တကတ်အီချီကသူ့ရဲ့မှတ်ချက်စကားကိုပြန်ယူသိမ်းလို့မရနိုင်ကြောင်း တီလီယန်ဟင်းဇက်တိုက်ဖိအားပေးနေတာလို့ထောက်ပြခဲ့ပြီးဒီတင်းမာမှုတွေဟာလနဲ့ချီကြာမြင့်သွားနိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။တကယ်အီချီရဲ့မှတ်ချက်ကို အကြောင်းပြုပြီးနှစ်နိုင်ငံဆက်ဆံရေးတွေတင်းမာမလာခင်တပတ်လောက်ကပဲသူဟာတရုတ်သမ္မတရှီကျင်းဖြင့်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ရေးညှိနှိုင်းလှုံ့ဆော်ခဲ့ကြဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။